ထိုင်းနိုင်ငံဘန်ကောက်တို့ချင်းပိုင်တို့မှာရှိတဲ့ပုဂ္ဂလိကအထူးကုဆေးရုံတွေမှာကျွန်တော်စေအီကန်ပြမယ်ဆိုရင်ဒီအထူးကုဆေးရုံနဲ့အဲကနအူဆွေနွေကကကျွန်တော်ဘတ်1500ကနေပြီးတော့2000ဝန်းကျင်လောက်ကုန်ကြနိုင်ပါတယ်။ဟောဒီအထူးကုဆေးရုံနဲ့ကနအူဆွေနွေကဆိုတဲ့နေရာမှာကျွန်တော်ဘာတွေပါမလဲဆိုတော့ဒီဆေးရုံကလူနာကိုယောဂရာဆိုရင်မေးမယ်အော်လူနာရဲ့အရင်ကဘာယောဂတွေဖြစ်ခဲ့လဲလက်ရှိဘာယောဂလက္ခဏာတွေခံစားနေရလဲအဲ့တော့ဆရာတွေကသူအသေးစိတ်မေးမယ်အဲပြီးလို့ရှိရင် စမ်းသပ်မယ်အဲစမ်းသပ်တဲ့အခါမှာကျွန်တော်ဆရာကလက်နဲ့ ဆန်သက်တာရှိမယ်ဥမာဘိုက်နဲ့ပတ်သက်တဲ့ယောဂဆိုရင်လည်းကျွန်တော်ဘိုက်ကိုသူ့လက်နဲ့တော့ဆန်သက်မယ်အထက်မှာအလုံးကြီးတွေပါရှိမရှိအဲဝမ်ဘိုက်ကပြော့လာမှလားဆက်သက်ပြင်ဒီလိုမျိုးဆန်သက်မှုတွေပါမယ်နောက်သူရဲ့နှကျက်နဲ့ဆန်သက်တာရှိမယ်အော်ဦးလန်းချောင်းထဲမှာရှိတဲ့ဦးလုံချောင်းမှုအတန်နားထောင်တာတော့နှလုံးခုံလုံးနားထောင်တာတော့အဆုတ်ထဲမှာရှိတဲ့ပြဿနာတွေနားထောင်တာတော့ဆက်သက်ပြင်ဒီလိုမျိုးယောဂရဆိုရင်မေးလာနဲ့စမ်းသက်တာတွေအဲပါဝင်နေတော့ဒီလိုမျိုးကနတ်ဦးစုနေကဘတ်1900ကနေပြီးတော့2000ဝန်းကျင်လောက်ကောကြားနိုင်တယ်။အဲဒီလိုမျို ကျွန်တော်တို့ကဆွေးနွေးပြီးလို့ရှိရင်နောက်ထပ်ကွန်ကြစီကဘာရှိမလဲဆိုတော့ကို့အတွက်အသုံးပြုရမယ့်တောက်ဆေးဘိုးတို့ထိုးဆေးဘိုးတို့အရင်ကျတဲ့သူတွေဆိုလည်းရှူဆေးစသဖြင့်ဒီလိုမျိုးဆေးဘိုးတွေကျွန်တော်ထပ်ပြီးတော့ကုန်မယ်အဲ့တော့ဒီလိုမျိုးထိုးဆေးတောက်ဆေးနဲ့ပြီးသွားတဲ့သူတွေကတော့ဒါကွန်ကြစီကဒါပဲပေါ့နောက်တချို့ကျတော့မပြီးဘူးလူဆရာကယောဂရဆွေးမေးတယ်သူ့လက်နဲ့နေချမ်းနဲ့ဆန်းသက်တယ်ဒါပေမဲ့ယောဂကိုဟိုအတိအကျမရသေးဘူးဒါမျိုးဆိုရင်ကျွန်တော်နောက်ထပ်ထပ်ပြီးတော့စစ်ဆေးမှုတွေထပ်လုပ်ရတယ်သွေးစစ်တာတို့ဆေးစစ်တာတို့အော်ဒရဆောင်ရိုက်တာတို့ ကွန်ပျူတာဓာတ်မှန်ရိုက်တာတို့တန်လိုက်ဓာတ်မှန်ရိုက်တာတို့နောက်မှတ်မြောင်းကြည့်တာတို့စသဖြင့်ဒီလိုမျိုးတွေကျွန်တော်ထပ်ပြီးလောရမယ်ဆိုတော့ဒါရီအတွက်ကုန်ကျစရိတ်ကျွန်တော်ထပ်ပြီးတော့ရှိမယ်အဲ့တော့ဒီနောက်ဆက်တိုးရဲ့ကျွန်တော်တို့ထပ်ပြီးတော့ပြုလုပ်ရတဲ့ကုန်ကျစရိတ်များတဲ့ဒီစစ်ဆေးမှုတွေနောက်ကွန်ကျစရိတ်များတဲ့ကုသမှုတွေဥမာခွဲစိတ်မှုတို့စသဖြင့်ဒါရီအတွက်ကကျွန်တော်တို့ကဒီတချို့ယောဂတွေမှာကျတော့ခံမှန်းကုန်ကျစရိတ်ကိုကျွန်တော်ခံမှန်းလို့ရတယ်အဲ့ဥမာဖြင့် ဦးလန်းချောင်းကိုမှန်မြောင်းကြည့်ရတဲ့အခြေအနေမျိုးလေးဆိုရင်တော့ဟိုမှာအစာရင်ပေါ့ဦးလန်းချောင်းရဲ့အပေါ်ပိုင်းဖြစ်တဲ့အစာရင်မှန်မြောင်းကြည့်ရတယ်ဆိုရင်ကွန်ကြားဆေးကဘလော့အဲ့တော့ဦးလန်းချောင်းရဲ့အောက်ပိုင်းကိုမှန်မြောင်းကြည့်ရတယ်ဆိုရင်ကွန်ကြားဆေးကဘလော့မအပေါ်အောက်ပေါ်ပေါင်းကြည့်မယ်ဆိုရင်ကွန်ကြားဆေးကဘလော့ပေါ့နော်စသဖြင့်ဒီလိုမျိုး package အလိုက်ရှိတဲ့ဟာဆိုတော့ကျွန်တော်ကခံမှန်းလို့ရတယ်အဲဥမာကုသမှုဆိုရင်လည်းဥမာမျက်လုံးဆိုရင်ကျွန်တော်မျက်လုံးကိုကျွန်တော်က LASIK surgery ပဲလုပ်တဲ့ဆိုရင်လည်းသူ package အလိုက်တွေရှိတယ်။ဒါမျိုးလေးဆိုရင်ကျွန်တော်ကခံမှန်းကွန်ကျစေးကိုကျွန်တော်ကြိုတင်ပြီးတော့ခံမှန်းလုပ်ရတယ်။ဒါပေမဲ့တချို့သောအခြေအနေတချို့သောယောဂတွေကြတော့ ကြိုတင်ပြီးတော့ကျွန်တော်ခံမှန်းလို့မရဘူး။ဟိုလူနာရဲ့ယောဂအတိတ်နဲ့ပုံမူတည်ပြီးတော့လူနာတယောက်ချင်းစီရဲ့ကုသမှုကမတူတဲ့တော့ကြောင့်မလို့ကွန်ကြစည်းကဒီပို့ပြီးတော့များသွားတာလည်းရှိနေတယ်လို့ဟိုတက်တာလည်းရှိနေတယ်။ဒါကြောင့်မလို့ဒီလိုအခြေအနေတွေကြတော့ကျွန်တော်တို့ကတချို့အခြေအနေမှာကြတော့ကျွန်တော်တို့ကခံမှန်းကွန်ကြစည်းကိုကြိုပြီးတော့ခံမှန်းလို့မရဘူး။ဟိုဒါပေမဲ့ဒီလူနာတွေဘက်ကဒီတိကျင်တဲ့ မေးခွန်းနေပေါ့နော်သူတို့သိကျင်တဲ့ကွန်ကြားစိတ်တွေတခြားတခြားသောယောဂနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဒါတွေကိုသိကျင်တဲ့ဟာတွေကိုတော့ကျွန်တော်တို့ကစေကန်သွားမပြခင်ပေါ့နော်ဒီကျွန်တော်တို့ ਨੇ ကွန်ဖာမ်မလုပ်ခင်ကတည်းကကျွန်တော်ကကြိုပြီးတော့ယူနာကို ဟိုစေယုံဘက်ကိုကျွန်တော်မေးပေးတယ်စေယုံဘက်ကလည်းသူတို့ပြောပြလို့ရတဲ့ဟာရေအကုန်ပြောပြတယ်ကျွန်တော်တို့ကလူနာတွေကိုပြန်ပြောပေးတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးတော့ကျွန်တော်ဟိုလှုပ်ဆောင်ပေးတယ်ဒါပေမဲ့တချို့သောအခြေအနေတွေမှာတော့ဒီကုန်ကြစည်တွေကိုကြိုပြီးတော့ပြောလို့မရရတော့ရှိရပေါ့နော်အဲ့တော့အခုဒီနေ့ကျွန်တော်ပြောပြပေးခဲ့တာကတော့ဒီထိုင်းနိုင်ငံဘန်ကားတို့ချင်းပိုင်းတို့မှာစေယုံစီကံပြမဲ့သူတွေအဓိကချက်ကလုံးမဲ့သူတွေအတွက်အဲ့ဒါခံမှန်းကုန်ကြစည်ပေါ့နော်ဘလောက်တွေဘလိုမျိုးတွေသဘောတရားရှိလဲဆိုတာကိုကျွန်တော်ပြောပြပေးတာဖြစ်ပါတယ် တော့ medical check up ကတော့ကျွန်တော်ရှင်းတယ် medical check up တွေကစေးဟုံးတော်တော်များပါ package တွေရှိတယ်ဒီ package အလိုက်ကတော့ကျွန်တော်တို့တန်းပြီးတော့ဒူနာကိုပြပြလိုက်လို့ရတယ်ဒါတော့ဒီဘလို့စိတ်ရင်ဘလောက်ကုန်မယ်ကျွန်တော်တန်းပြီးပြောလို့ရတယ်အဲဥပမာ9ချိန်ဆိုလဲကျွန်တော် medical check up လုပ်မယ်ဆိုရင်ဒီ biohack one ရတဲ့ promotion တွေလည်းရှိတယ်အဲ့တော့ဒီချိန်မှာကိုကဒီ medical check up လုပ်ဖို့အတွက်အစီအစဉ်ရှိရဆိုရင်ဒီချိန်မှာဆင်မယ်ဆိုရင်ကျွန်တော်ကဒီတယောက်စိတ်ရင်နောက်တယောက် free ရတဲ့ package တွေရှိတယ် နောက်ဈေးလျှော့ထားတဲ့ promotion ချထားတဲ့ package တွေလည်းရှိရပါတော့။အဲ့တော့ဒါတွေကိုသိကျင်နေဆိုရင်ကျွန်တော်တို့ product team မှာလာပြီးတော့ mail လို့ရပါတယ်။အဲ့တော့ဒီထိုင်းနိုင်ငံဘန်ကောက်တို့ချင်းပိုင်းတို့မှာစေယုံစေယံပြကျင်တာ medical check up ဒီလုပ်ချင်တဲ့သူတွေရှိတယ်ဆိုရင်ဒီကျွန်တော်တို့ doctor team နဲ့ချိတ်ဆက်ပြီးတော့လှုပ်ဆောင်လို့ရပါတယ်။ကျွန်တော်တို့ team ကအခမဲ့ဝန်ဆောင်မှုပေးပါတယ်။အဲ့တော့အခမဲ့ဝန်ဆောင်မှုမှာဘာတွေပါလဲဆိုတော့ဒီကျွန်တော်မြန်မာဆရာတော်တဦးနဲ့ကနက်ဦးဆွေးနွေးတိုင်ပင်ပေးတယ်အခမဲ့ဆွေးနွေးတိုင်ပင်ပေးတယ်။နောက်ထိုင်းဆရာတော်နဲ့ ဒီပြဖို့အတွက်ကြိုတင်ရချင်းယူပေးတာပေါ့နော် appointment ယူပေးတာကိုကျွန်တော်လုပ်ပေးတယ်။လူနာတည်ကျင်တဲ့အကြောင်းအရာတွေကိုကျွန်တော်စိတ်ဟုတ်ဘက်ကိုပြန်မေးပေးတယ်။ကျွန်တော်တင်မီတာဆိုရင်လည်းတခါတန်းပြီးတော့ဖြည့်ပေးတယ်။လူနာတည်ကျင်တဲ့ information တွေကျွန်တော်ကအခမဲ့ပေးတယ်။အဲနောက်တစ်ချက်ကတော့အာကျွန်တော်မြန်မာစကားပြန်ဝင်ဆောင်မှုလည်းကျွန်တော်အခမဲ့ပေးပါတယ်။ဒါတွေကတော့အခမဲ့ဝင်ဆောင်မှုတွေဖြစ်ပါတယ်။အဲ့တော့ဒီထိုင်းနိုင်ငံမှာစီယုံစီရင်ပြချင်တာ medical check up လုပ်ချင်တာရှိရဆိုရင်ကျွန်တော် doctor team နဲ့ ချိတ်ဆက်ပြီးလောက်ဆောင်ကျင်နေဆိုရင်ဒီ data page messenger မှာ live ပြီးတော့ဆုံးစမ်းလို့ရတယ်လို့ဒီ phone number ရဲ့ viber မှာလည်းကျွန်တော်စာပို့ပြီးတော့ဖြစ်ဖြစ်ဖုန်းဆက်ပြီးတော့ဖြစ်ဖြစ်ကျွန်တော်ဆုံးစမ်းလို့ရပါတယ်ဆိုတော့နောက်ဆုံးအနေနဲ့ပြောချင်တာကလူနာရီအနေနဲ့ကိုကိုတိုင်းအတိုင်းမှာစေကန်သွားပြတာပဲဖြစ်ဖြစ်ဒီကျွန်တော်တို့ team နဲ့ချိတ်ဆက်ပြီးတော့သွားပြတာပဲဖြစ်ဖြစ်ဘလို့နီးနဲ့ပဲသွားသွားကွန်ကြစီကအတူတူပဲဖြစ်ပါတယ်တော့ပြောချင်တာကျွန်တော်တို့ကလူနာရီကဒီအကျိုးမြတ်တစ်စုံတရာထက်ပြီးတော့မယူပါဘူးအဲ့တော့ကျွန်တော်ရဲ့အကျိုးမြတ်ဒီစေယုံရှိကပဲရတာဖြစ်ပါတယ်ဒါလေးတော့ကျွန်တော်လူနာရီအနေနဲ့ရှင်းရှင်းလင်းလင်းတည်ထားချင်ပါတယ် 那老么，这都怎么来？